ကျွန်တော်ရဲ့ငွေကြီးခရီးစဉ်ရဲ့နောက်ဆုံးအဆင့်ဖြစ်တဲ့အဆင့်၅ပင်စင်နဲ့ငွေကြီးလွတ်လပ်ခွင့်ကိုရောက်ရှိလာပါပြီ။ဒါဟာကျွန်တော်တို့ရှေ့ကအဆင့်၄ဆင့်လုံးကိုစူးစမ်းလာခဲ့တဲ့အဓိကပန်းနိုင်ပဲဖြစ်ပါတယ်။ဒီအဆင့်မှာကျွန်တော်တို့ရဲ့ပန်းနိုင်ကအလုလုဆရာမလို့ပဲနေနိုင်မဲ့ဘဝတစ်ခုကိုဖန်တီးဖို့ပဲဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ကျွန်တော်မောင်ပြားပါ။ဒီ financial stability channel ကိုလာရောက်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဒီနေ့ဗီဒီယိုမှာတော့ ပင်စင်နှစ်ငွေကြီးလွတ်လပ်ခွင့် retirement and financial freedom ဘဝရဲ့အမြင့်ဆုံးပန်းနိုင်အကြောင်းအရာကိုပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာတိငွေကြီးလွတ်လပ်ခွင့်ဆိုတာပါလေ what is financial freedom fi ငွေကြီးလွတ်လပ်ခွင့်ဆိုတာအလုံးလောက်ရခြင်းရဲ့ရည်ရွယ်ချက်ကိုလုံးဝပြောင်းလဲပြစ်လိုက်တာကိုဆိုလိုပါတယ်ရိုးရိုးအလုပ်ဆိုရင်ငွေရှာဖို့အကြွယ်အချိန်နဲ့ခွန်အားကိုရင်းရပါတယ် fi အခြေအနေမှာ သင်ရဲ့ passive income ပိုင်ဆိုင်မှုမှရရှိတော်ဝင်ငွေကသင်ရဲ့လစဉ်နေထိုင်စရေးအားလုံးကိုလွယ်လွယ်ကူကူကာမိနေတဲ့အခြေအနေဖြစ်ပါတယ်။ passive income ဆိုတာအတူအစုရှယ်ယာအငတ်အင်္ဂါခါဆဲ့သင်ရဲ့ယင်းနှိမ့်နှံမှုတွေကနေအလိုအလျောက်ဝင်လာတဲ့ငွေငွေစည်းကြောင်းကိုခေါ်ပါတယ်။ဒီငွေငွေစည်းကြောင်းကသင်အသုံးစရိတ်ထပ်ပိုနေပြီဆိုရင်သင်ဟာငွေကြီးလွတ်လပ်သူဖြစ်ပါတယ်။ ပင်စင်ယူခြင်းရဲ့အဓိပ္ပာယ် The new meaning of retirement ဒီခေတ်မှာပင်စင်ယူခြင်းဆိုတာအရင်ခေတ်လိုအသက်လျှောက်စဒါမှမဟုတ်65မှာအလုပ်ကိုလုံးဝရပ်ပစ်လိုက်တာမျိုးကိုမဆိုလိုတော့ပါဘူးပင်စင်ယူခြင်းဆိုတာငွေကြီးအကြောင်းမဟုတ်ပဲသင်ပျော်ရွှင်တဲ့သင်ကိုစိတ်ချနှမ်းမှုပေးတဲ့အလုပ်ကိုသာရွေးချယ်လုပ်ကိုင်းနိုင်တဲ့လွတ်လပ်ခွင့်ကိုပိုင်ဆိုင်ခြင်းပဲဖြစ်ပါတယ်။ဒီမှာ FIN တို့မှုလုံလုံလောက်လောက်ရှိနေပြီဆိုရင်အလုပ်မလုပ်ဘဲနေဖို့ဒါမှမဟုတ် FIRE လို့အယူဆအတိုင်းငင်းငင်းရွေလည်းနဲ့စောစောစီစီအငင်းတန်းယူဖို့ရွေးချယ်ခွင့်ကိုရရှိသွားမှာပြီ။ပင်စင်ရန်မှုဘလို့တိဆောက်မလဲ။ဒီပန်းနိုင်ကိုရောက်ဖို့အတွက်ဒီအောက်ကအဓိကနီးဖြူဟာနှစ်ခုကိုလှုပ်ဆောင်ရပါမယ်။တက်အစိုးရနဲ့ကုမ္ပဏီအစီအစဉ်များအသုံးပြုခြင်းအကယ်၍တင်နိုင်ငံဒါမှမဟုတ်တင်အလုပ်ရှင်မှာပင်စင်ရန်မှုလူမှုဖူလုံမှုရန်မှုများရှိပါက၎င်းတို့တဲ့ကို အစောဆုံးနဲ့အများဆုံးတမနာထည့်ဝင်ပါနှစ်ကိုပိုင်ရင်းနှီးမြှုပ်နှံတို့စုအဝေးတည်ဆောက်ခြင်း personal investment portfolio ပုံမှန်ရင်းနှီးမြှုပ်နှံခြင်းအဆင့်၄ကတင်ယူခဲ့တဲ့အတိုင်း stock share ငွေချေးစာချုပ်အင်ချေမီလို့ပိုင်ဆိုင်မှုတွေမှာပုံမှန်စည်းကမ်းရှိသည့်ရင်းနှီးမြှုပ်နှံမှာပိုင်ဆိုင်မှုတည်ဆောက်ခြင်း asset building ပင်စင်ရုံမှုဆိုတာတင်းအတွက် passive income ကို ထုတ်ပေးမဲ့ပိုင်ဆိုင်မှုအစုအဝေးကြီးဖြစ်ပါတယ်။အဓိကတော့ချက်ကဂယုစရိုက်ငွေကြေးစီမံကိန်းရွေးချယ်ခြင်းစီကန်းရှိသောငွေစုခြင်းနဲ့ယင်းနည်းမြုံနိုင်ခြင်းနဲ့တင်းရဲ့ငွေကိုတင်းအတွက်အလုံးလုံးခိုင်ခြင်းပဲဖြစ်ပါတယ်။ငွေကြေးလွတ်လပ်ခွင့်နဲ့ပင်စင်ရန်တုံမှုအားတညရဲနဲ့ချက်ချင်းရောက်ရှိလာတဲ့ပန်းတိုင်မဟုတ်ပါဘူး။ဒါဟာအချိန်စီကန်းနဲ့ဉာဏ်ပညာကိုယင်းနည်းမြုံနိုင်ရတဲ့ခီးရှိတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ ဒီအစစ်၅ချက်လုံးကိုအောင်မြင်စွာဖျက်တမ်းနိုင်ခဲ့ပြီဆိုရင်တင့်ရဲ့ဘဝကိုငွေကြီးကန့်တဲ့ချက်ညာမရှိပဲတင်လိုချင်တဲ့အတိုင်းနေထိုင်နိုင်တဲ့အကြီးဆုံးဆူလာဖက်ကိုရရှိမှတေးကြပါတယ်။လာရောက်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။